င်္ဂလာပါခင်ဗျာ MPA သတင်းဌာနရဲ့ဒီကနေ့မေလ16ရက်မှာရရှိထားတဲ့သတင်းတွေကိုကျွန်တော်ခေရန်နန်ကတင်ဆက်ပေးပါမယ်တင်ဆက်ပေးမယ့်သတင်းတွေကတော့စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကိုလညာပေးနေတဲ့စစ်တပ် lobby ကိုအရေးယူမယ်လို့ NUG ထုတ်ပြန်တဲ့သတင်းရှင်ရီ Adidas ဖနက်ဆက်ယုံကစနပ်ပြအလုတ်သမားတွေကိုစစ်တပ်နဲ့ရေးခေါ်ဖမ်းခိုင်းမယ်ဆိုပြီး အလုတ်ရှင်ကချင်းချောက်တဲ့သတင်းထိုင်းမြန်မာနယ်စပ်ကစစ်ကောင်စီမေလာဆစ်ခန်းကို KNL တိမ့်ပိုက်တဲ့တရင်မိုးရသည့်အဆမှာပဲတောင်ကြီးရေရှမ်းမှုန့်ကြောင့်လူတရှိုးထိခိုက်ခဲ့တဲ့တရင်တပိတ်ချင်းစစ်ဆောင်စခန်းကိုစစ်တပ်ဘုံကျဲခဲ့တဲ့အတွက်တပ်ကြေးပိုင်းနှစ်ဦးတေဆုံးပြီးကိုဦးဒံရရှိခဲ့တဲ့တရင်အိန္ဒိယနဲ့အပြည့်အခက်ရက်စရဲမေလာဆက်ရှက်ရက်ထိတိုးမယ်လို့ပါကစ္စတန်ကြေညာတဲ့တရင်အဆရှိတဲ့တရင်တွေကိုတင်ဆက်ပေးပါမယ်ပထမဦးဆုံးတရင်တစ်ပုတ်အနေနဲ့စက်ကောင်စီလေးချောင်းတိုက်ခိုက်မှုကို လင်ညာပေးနေတဲ့စစ်တပ်လော်ဘီတွေကို အရေးယူမယ်လို့ NUG ထုတ်ပြန်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်တပ်လေကြောင်းတက်ခတ်မှုတွေနဲ့ပတ်သက်ပြီးစစ်ကောင်းဆောင်တွေအမိတ်ပေးစစ်ခိုင်းသူတွေလက်တွဲဆောင်ရွက်တဲ့လင်မှုတွေအပဝင်တပ်ဖွဲ့ဝင်တွေအပေးအမြောက်ပြုသူတွေနဲ့သတင်းအမှန်ကိုဖုံးကွယ်လင်ညာတဲ့စစ်တပ်လော်ဘီရဲ့အားလုံးကိုဥပဒေနဲ့အညီအရေးယူသွားမယ်လို့ NUG ကဒီကနေ့မှထုတ်ပြန်ပါတယ်။ ပေးခဲ့မေလာဆနစ်ကစကိုင်းတိုင်းဒီပင်းရဲ့မြို့နယ်အိုတင်တင်ကျွာစာပင်ကျောင်းကိုစစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်ကျောင်းသားကျောင်းသူ22ဦးနဲ့ဆရာမ2ဦးသေဆုံးခဲ့ပြီးတရားကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပေါ်မြွားစွာဝန်းနေရတယ်လို့ NUG ကဆိုပါတယ်။ဒါ့အပြင်မေလာ23ရက်ကလည်းရခိုင်ပြည်နယ်ရသေးအောင်မြို့နယ်ထွန်းရွယ်ကျေးရွာဟောင်းကို လေကြောင်းကဘုံကျဲခဲ့တဲ့အတွက်ကလင်းငယ်တွေအပါဝင် ပြည်သူ၁၂ဦးတေဆုံးပြီး23ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အဲ့ဒီလိုပဲမေလ၁၂ရက်နေ့23ရက်တွင်မှာမြင်းမူမန်တုံမိုင်းငေါ်နောင်ရှိုမိုးကုတ်ဝက်လက်ရွှေဘိုရွှေချင်းမြို့နယ်တွေမှာလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ရာကြောင်းဒေသခံပြည်သူတွေတေဆုံးခဲ့ရတယ်လို့ထုတ်ပြန်ချက်မှာထည့်သွင်းဖော်ပြထားပါတယ်။ ့ NUG ကပြည်စုထားတဲ့အချက်လက်တွေအရ2023ခုနှစ်ဇန်နဝါရီလ1ရက်ကနေ2025ခုနှစ်မေလ2ရက်ထိရန်ကုန်နဲ့နေပြည်တော်ကလွဲလို့ပြည်နယ်နဲ့တိုင်73ခုမှာလေကြောင်းတပ်ခန်းမုံ1686ကျိန်ပြုလုပ်ခဲ့လို့ဆိုပါတယ်ဒုတိယသတင်းတပုတ်အနေနဲ့ချင်းရီ Adidas ဖနက်ဆက်ယုံကဆန္ဒပြအလို့သမားတွေကိုစစ်တပ်နဲ့ရဲခေါ်ဖမ်းခိုင်းမယ်ဆိုပြီးအလို့ချင်းကချင်းချောက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ် ရန်ကုန်တိုင်းလှိုင်တန်မြို့နယ်ရှင်ရီ Adidas ဖနက်ဆက်ရုံမှာလောက်အားခါ12000ကျပ်ရရှိရဲ့အတွက်အလုသမား6000ကတပိတ်မှောက်ဆန္ဒပြနေကြတာ၃ရက်မြောက်ရှိလာပြီလို့သိရပါတယ်။ဆက်ရုံကအလုသမားတွေဟာမေလ14ရက်ကစလို့နေ့တိုင်းမနက်ကနေညနေအထိဆက်ရုံမှာဆန္ဒပြနေကြတာကြောင့်အလုတွေရပ်နာနေရတယ်လို့အလုရှင်ဘက်ကလည်းအလုသမားတွေရဲ့တောင်းဆိုမှုတွေကိုအကြောင်းမျိုးမျိုးပြညှန်းဆင်နေရပါ အလုတ်ရှင်ဘက်ကလည်းစစ်တပ်နဲ့ရဲကိုခေါ်မယ်ဆိုပြီးချင်းချောင်းမှုတွေရှိတယ်လို့ဒီကနေ့မေလ16ရက်မှာဆက်လက်ဆန္ဒပြခဲ့ပါကခွင့်မဲ့အဖြစ်နဲ့အလုတ်ထုတ်မှာဖြစ်တယ်လို့ချင်းချောက်ထားတယ်လို့သိရပါတယ်။စက်ယုံဘက်ကလောက်အခါတူးမြင်ဖေးဖို့အလုတ်ရှင်အဖွဲ့စည်းတဲ့ဆွေးနွေးဖို့၅ရက်အချိန်တောင်းထားပြီးအလုတ်သမားကိုစလီလေဦးနဲ့တွဲဆောင်မှုတွေရှိခဲ့ပေမဲ့ပြည်လင်မုံမရတဲ့အကြောင်းအလုတ်သမားတွေကလောက်ခလာစားအတွက်တိကျတဲ့အဖြစ်ကိုလိုရှင်နေကြတာဖြစ်တယ်လို့လည်းသိရပါတယ်။ အာဏာသိမ်းမှုနောက်ပိုင်းစစ်ကောင်စီကအလုတမားတွေကိုတရက်လောက်ခအပိုထောက်ပံ့ကြေးအဖြစ်ကြက်တထောင်နှစ်ကြိမ်တွင်းမြင့်ပေးဖို့တတ်မှတ်ခဲ့ပြီးကြက်6800ဖြစ်လာခဲ့ပေမဲ့တရက်လောက်အားခကတဒေါ်လာကျော်ပဲရှိနေခဲ့တာပါရန်ကုန်တိုင်းကဆက်ယုံတွေမှာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းလောက်ခလာစာအပြည့်အဝမပေးတာအရှိန်မိုးကြီးတွေကိုခေါင်းမုံဖြတ်တာအလုသမားအခွင့်ရရှုံးဖောင်းမှုတွေကိုအလုရှင်တွေကတိတိတသာကျူးလွန်လာတယ်လို့အလုသမားအခွင့်ရလှုပ်ရှားသူတွေကပြောထားကြပါတယ် တတိယသတင်းတပုတ်အနေနဲ့ထိုင်းမြန်မာနယ်စပ်ကစစ်ကောင်စီမဲလာစစ်ကန်ကို KNL ကတင်ပိုက်လိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ် KNU တပ်မခွန်နေမြဲထဲကစစ်ကောင်စီမဲလာစစ်ကန်ကိုတရဲကြော်အကြာတိုက်ခိုက်ပြီးနောက်မဲလာ16ရက်မှာတော့ KNU ကအပိသက်တင်ပိုက်နိုင်ခဲ့ရလို့မြေပြင်သတင်းရင်းမြစ်တူကပြောပါတယ်။မဲလာစစ်ကန်ကနေထွက်ပြေးသွားတဲ့စစ်ကောင်စီအရာရှိနဲ့စစ်သားတွေကိုလိုက်လံရှင်းလင်းနေပြီးစစ်ကောင်စီဘက်ကလည်း လေရင်နဲ့ဘုံကျဲတိုက်ခတ်မှုတွေပြုလုပ်နေရလို့ဆိုပါရက်ခေနန်လေနဲ့ပူပေါင်းတက်ဖွဲ့တွေဟာမေလ73ရက်ကတာလေဖြူဟာကိုတိမ့်ပိုက်ပြန်တော့မေလစခန်းကိုလည်းထပ်မံတိမ့်ပိုက်ရရှိခဲ့တာပါထိုင်းမြန်မာနယ်စပ်ကစစ်ကောင်စီရဲ့စခန်းတွေကိုခေနန်လေမဟာမိတ်ပူပေါင်းတက်တွေကဆက်လက်တိုက်ခိုက်တိမ့်ပိုက်နေရာကြောင်းမေလကျေရွာကပြည်သူ400ခန့်ဟာထိုင်းနိုင်ငံဘက်ကိုတိမ့်ဆောင်ခဲ့ကြရပါတယ်ခေနန်လေနဲ့ပူပေါင်းတက်ဖွဲ့တွေက2025ခုနှစ်မတ်လကနေမေလအတွင်း ထိုင်းမြန်မာနယ်စပ်ကပူလူတူခလဲတဲ့တခေါ်ပီခွေမော်ဖာတူစခန်းတာလဲစက်ကောင်စီတက်ခန်းတွေကိုတိုက်ခိုက်သိမ်းယူထားပြီးဖြစ်ပါတယ်။နောက်ထပ်သတင်းတပုတ်အနေနဲ့မိုးရသည့်အစမှာပဲတောင်ကြီးရေရှမ်းမုံကြောင့်လူတချို့ထိခိုက်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်တောင်ပိုင်းကတောင်ကြီးမြို့မှာမိုးရသည့်အစမှာပဲမိုးရသွန်းမုံကြောင့်မြို့ရဲနေရအများစုမှာရေကြီးရေရှမ်းမှုတွေဖြစ်ပေါ်ခဲ့လို့တောင်ကြီးမြို့ခံတွေကပြောပါတယ် မေလ15ရက်ကတနင်္ဂနွေနေ့ပါရွာသွန်းခဲ့တဲ့မိုးကြောင့်ပုံမှန်ရေကြီးလဲရှိရအနှိမ့်ပိုင်းရက်ွက်တွေအပြင်အမြင့်ပိုင်းရက်ွက်တွေမှာလည်းရေကြီးရေရှမ်းမှုတွေဖြစ်ပေါ်ခဲ့ပြီးတဲ့နောက်လူတချို့ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။အလွန်သေးထွန်စွာရွာသွန်းခဲ့တဲ့မိုးကြောင့်ဥကြီးခန့်ရက်ွက်ဂုံထူးဆောင်လမ်းကနေအိမ်ဥတ္တတိုင်းပျော်ကြခဲ့ပြီးအဲ့ဒီနေရာနားကနေအိမ်တွေအထိရေကြီးရေရှမ်းခဲ့တဲ့အတွက်အိုရိုရာလက်ဖက်ရည်ဆိုင်မှာပိမ့်ပိမ့်တူရရှိခဲ့တယ်လို့နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ် ဒါအပြင်မော်တော်ကားနဲ့ဆိုင်ကယ်ရဲ့ရင်းနှီးမြုပ်ခက်ပြီးအခုလိုရေကြီးရေရှမ်းမှုဟာစစ်စနဲမရှိတဲ့အမိုက်ဆွန့်ပန့်မှုနဲ့စနစ်မကျတဲ့အမိုက်သိမ်းဆည်းမှုတွေကြောင့်ဖြစ်တယ်လို့တောင်ကြီးမြို့ခံအများစုကဆိုပါတယ်။မနေ့ကမိုးတိတ်ထင်စာရှာသွင်းခဲ့တာအကြောင်းယတနာတီပြည်တော်သားဦးကြည်ခမ်းညောင်ပင်သားမြေဖြူရွာစိန်ပန်းရွှေတောင်နဲ့ကန်ရှိရက်ွက်တင်မှာလဲရေကြီးရေရှမ်းမှုတွေဖြစ်ပေါ်ခဲ့လို့မြို့ခံတွေကပြောပါတယ်။ ဆက်လက်ပြီးတပိတ်ကျင်းစစ်ဆောင်စခန်းကိုစစ်တပ်ဘုံကျဲခဲ့တဲ့အတွက်တပ်ကြီးပိုင်း2ဦးသေဆုံးပြီး6ဦးဒဏ်ရာရှိခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းတပိတ်ကျင်းမြို့နယ်ထဲကစစ်ဆောင်စခန်းတစ်ခုကိုစစ်ကောင်စီတပ်ကဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်အသက်60အရွယ်အမျိုးသား2ဦးနဲ့အမျိုးသမီး2ဦးသေဆုံးပြီး6ဦးဒဏ်ရာရှိခဲ့လို့သိရပါတယ်။မေလ15ရက်မနက်9:48မိနစ်အချိန်ကတပိတ်ကျင်းမြို့နယ်စစ်ဆောင်စခန်းတစ်ခုကိုစစ်ကောင်စီတပ်ကဂျက်ဖိုက်တာနဲ့ ဘုံနှလုံးကြေချတိုက်ခိုက်ခဲ့တဲ့အတွက်တက်ကြီရွယ်ဦး2ဦးတည်ဆုံးခဲ့တဲ့အပြင်ခလင်းငယ်၄ဦးနဲ့တင်္ဂါရိုတပားအပါဝင်၉ဦးဒဏ်ရာရရှိခဲ့လို့ပြည်ဦးလင်ခင်ပကဖကသတင်းထုတ်ပြန်ပါတယ်။ဘုံကြေတိုက်ခိုက်မှုကြောင့်အဆောက်အုံ၃လုံးနဲ့စစ်ဆောင်တင်းနှလုံးပြက်စီခဲ့ပြီးဒဏ်ရာရရှိသူတွေကတော့အတန်းအန္တရာယ်မစိုးရိမ်ရဘူးလို့သိရပါတယ်။အဲ့ဒီစစ်ဆောင်စခန်းရပစ်သူတွေဟာ ခုနှစ်မိုင်ကျေးရတဝိုက်ကနေလာရှောင်ကြတဲ့ပြည်သူတွေဖြစ်ပြီးစစ်ချောင်းစခန်းမှာရှိတဲ့လူအရေအတွက်ကိုတော့မသိရသေးပါဘူးစစ်ကောင်စီဟာဧပြီလ2ရက်ကနေမေလကုန်အထိအပြည့်ရထားတဲ့အကြောင်းအချင်းချင်းထုတ်ပြန်ခဲ့ပေမဲ့နိုင်ငံတော်ရဲ့လေကြောင်းတပ်ခန့်မှုတွေကိုတော့ဆက်လက်လှုပ်ဆောင်နေတာဖြစ်ပါတယ်နောက်ဆုံးနိုင်ငံတကာသတင်းတပုတ်အနေနဲ့အိန္ဒိယနဲ့အပြစ်ခတ်ရက်စေးရဲ့မေလ16ရက်အထိတိုးမယ်လို့ပါကစ္စတန်ကြေညာခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ် ိန္ဒိယနဲ့ပါကစ္စတန်တို့အကြားအပြစ်ခတ်ရက်စရဲကာလကိုမေလ16ရက်အထိတွန်းမြင့်သွားမှာဖြစ်တယ်လို့ပါကစ္စတန် ထိတ်တန့်အရာရှိတဦးကမေလ15ရက်မှာပြောကြားလိုက်ပါတယ်။အခုလအတွင်းကဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့်နျူကလ িয়ার လက်နက်ပိုင်ဆိုင်ကြတဲ့အိန္ဒိယနဲ့ပါကစ္စတန်နှစ်နိုင်ငံလုံးဟာစစ်ဖြစ်ကြရမယ့်အနေအထားကနေတင်းမာမှုတွေရောကြလာတဲ့အခြေအနေမှာရှိနေပါတယ်။ပါကစ္စတန်နိုင်ငံအနေနဲ့တွစ်ဆုံဆွေးနွေးကိုလှုံ့ဆော်သွားမှာဖြစ်ပြီးဘက်ပေါင်းစုံပါဝင်တဲ့ဆွေးနွေးပွဲဖြစ်လာစေဖို့ လက်ရှိအပြစ်ခံရဆင်းရဲကိုချိုးဖောက်မှာမဟုတ်တဲ့အကြောင်းပါကစ္စတန်ဒူးဝင်ကြီးရှုပ်အီရှာဒါကပါလီမန်မှာပြောကြားခဲ့ပါတယ်ဒီကနေ့မှာပဲအိန္ဒိယစစ်တပ်ကလည်းစစ်ရင်ရာအသင်းရှိမှုကိုရှင်းချနိုင်ဖို့ပါကစ္စတန်ရဲ့ဂျုံဂျီမုံတိဆောက်ရဲဆိုင်ရာအစီအမံတွေကိုဆက်လက်လှုပ်ဆောင်သွားမှာဖြစ်တယ်လို့ကြေညာချက်တောင်ထုတ်ပြန်ခဲ့ပါတယ်ကက်ရှမီးယားဒေသအငင်းပွားမှုနဲ့ပတ်သက်ပြီးအကြိမ်ပေါင်းများစွာတိုက်ခိုက်ခဲ့ကြတဲ့ဒီနှစ်နိုင်ငံဟာမေလ9ရက်ကစပြီး အပြန်အလှန်စစ်ရဲတိုက်ခတ်မှုတွေပြုလုပ်ခဲ့ကြပါတယ်။နှစ်ဖက်စလုံးဟာမေလ10ရက်မှာအပြန်အလှန်ပြစ်ခတ်မှုတွေရပ်တန့်ဖို့သဘောတူခဲ့ကြပါတယ်။အပြစ်ခတ်ရဲစစ်ရဲကြင်ညာပြီးနိုင်ပန်းအကြံမှာအင်းနီရှင်းနိုင်ငံကဒီသဘောတူညီချက်ကိုရှုဖောက်ခဲ့တယ်ဆိုပြီးသတင်းတွေထွက်ပေါ်ခဲ့ပေမဲ့အပြစ်ရဲ့သဘောတူညီချက်ဟာလက်ရှိအချိန်ထိတင်မြဲနေပုံကြပါတယ်။ MP ရဲ့တနစ်တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါခင်ဗျာ။